โอเคအားလုံးပဲမိင်္ဂလာပါကျွန်တော်ဒီကနေ့သတင်းလေးနှစ်ပုဒ်တင်ဆက်ပေးခြင်းပါတယ်ပထမသတင်းတစ်ခုကခြားတော့ကျွန်တော်ဒီကိုမောင်မောင်ကိုမေးထားတာဖြစ်ပါတယ်အဲ့ဒါကပါလဲဆိုတော့အဲဒီအမေတော်ဆန်းချစ်ကြည်နဲ့တော့တတ်တတ်ခိုင်ကိုနိုင်ငံရေးမှာဘသူကပို့တော်လဲဆိုပြီးမှကိုမောင်မောင်ကိုမေးထားတဲ့မေးခွန်းလေးကိုကိုမောင်မောင်အနေနဲ့ဘလို့ပြဖြေသွားမလဲဆိုတာကိုလည်းသိရမှာဖြစ်ပါတယ်နောက်သတင်းတစ်ခုကခြားတော့ကျွန်တော်မြန်မာနိုင်ငံမှာရှိတဲ့အဲကျွန်တော်ဒီရုပ်ချင်းလောကရဲ့ဖာတာ ပေါ့နော်ကျွန်တော်ဒိန်းတောင်ယူပေါ့ဒိန်းတောင်ယူကိုခုဆိုလို့ချင်းဘယ်သူမှတကားခေါ်မရတဲ့အတွက်ပောက်ကွဲနေတဲ့ view file လေးတစ်ခုရယ်ပေါ့နော်ကျွန်တော်မီဒီယာမှာဖြေရှင်းထားတာဒီပြောထားတာလေးပေါ့ဗျာအဲ့ဒီဗီဒီယိုလေးနှစ်ခုကိုကျွန်တော်ရေရှင်းလေးလုပ်ပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ကြည့်လိုက်ရအောင်ဗျာနော်ကျွန်တော်ပြောပါရဲတောင်ဆန်းစစ်တီကမြန်မာနိုင်ငံကို65ရာခိုင်နှုန်းလောက်ထိကိုစီးယုံနိုင်နေတဲ့အာနိုင်ငံရေးပါဝါရှိပါတယ် ဲ့တော့ဒေါန်ဆန်းစစ်ကြီးဘက်ကနေကြည့်မယ်ဆိုရင်တော့ဒေါန်ဆန်းစစ်ကြီးတကယ်ကိုအရေးချင်းရှိပြီးတော့เนาะကျတို့ COA ပါဝါနိုင်ငံရေးပါဝါအဲနောက်တစ်ခုကရိုးသားမှုပေါ့နော်ရိုးသားတဲ့ဒီရိုးသားတဲ့စိတ်ခံလေးရှိတယ်เนาะနောက်တစ်ခုကဘာလဲဆိုရင်သူ့မှာအားနည်းချက်ဆိုလို့ပါရှိမယ်ဆိုတဲ့ခါကျတော့အရန်ကိုတနာတက်လုံးတဲ့ညီလေးကျွန်တော်သွားတွေ့ရတော့ဒေါန်ဆန်းစစ်ကြီးမှာလေအဲအရန်ကိုတနာတက်လုံးတဲ့ခါကျတော့ ခါကြရတဲ့တရားတွေပိုင်းလွန်တက်ပါတယ်အဲဒီဒိုင်တာမျိုးတွေမှာအဲဘယ်လိုခေါ်မလဲကျွန်တော်တို့အဲသူမြောက်ဝေဖန်စရာတွေဖြစ်လာစေတယ်ဗောနော်အဲ့တော့ဘာကြောင့်လဲဆိုလို့ရှိရင်သူ့ရဲ့ဆန်းသူ့ရဲ့ဟိုဘယ်လိုခေါ်မလဲလူတို့ကချစ်ခင်မှုကအရင်ကကြီးမားတာဟုတ်အဲ့တော့ဒါတွေကလည်းတန်ပြန်မှုဖြစ်ပါလိမ့်မယ်သူကိုယ်တိုင်ကလည်းသူ့တည်သူလူသူသူအားပေးထောက်ခံတဲ့သူအဲ့တော့အဲ့လိုသူကိုယ်တိုင်လည်းအရင်ကချစ်မြတ်တာเนาะမြတ်တာတရားကြီးမားပုံရပါတယ်အတာတော်အောင်ဆန်းစစ်ကြီးရဲ့ တော်မှုပေါ့ဗျာဘာသာစကားတက်ကြွမှုမှာတော့တကယ်ကိုတော်ပါတယ်နော်အဲနောက်တစ်ခုကနိုင်ငံတကာနဲ့ရေမောင်တန်းပြီးတော့သွားနိုင်တဲ့နိုင်ငံခေါင်းဆောင်တယောက်ပါပဲနော်လူလူခေါင်းဆောင်တယောက်ပါပဲဟုတ်ပြီတော့သက်သက်ခိုင်လည်းကြည့်အောင်ဒေါ်သက်သက်ခိုင်ဆိုတာလည်းပုံမှန်လေးလေးပြောရရင်ဒေါ်ဆန်းစကြည်လည်းသူ့ရဲ့ခြင်းနဲ့သူရှိသလိုဒေါ်သက်သက်ခိုင်မှလည်းသူ့ရဲ့ခြင်းနဲ့သူပါပဲအဲသူ့ကိုကျွန်တော်ကြည့်ရတာကတော့တကယ်ကိုအသေးကောင်းစွဲကောင်းတဲ့လူသမီးတယောက်ပါအဲရေချင်းအဖြစ်လည်း ဘာသာစကားတွေပါလိမ့်တော့ကျွန်တော်ဘာမှမတိုင်းထွာခြင်းပဲမဲ့အဲသူ့ရဲ့ဒီအရင်ချင်းအပြည့်အသေးကောင်းနဲ့ဇွဲကောင်းနဲ့နိုင်ငံရေးအဖြစ်တော့ဟိုယုံကြည်ချက်ရှိတယ်ပြီးတော့ပြည်သူအထွက်ကောစီးပွားရေးအထွက်ကောစသဖြင့်ပေါ့ဗတ်ပေါင်းစုံကတကယ်ကိုပြည်စုံနဲ့အမျိုးသမီးတယောက်ပါအဲ့ဒါကြောင့်မို့လဲ PPP ပါတီရဲ့ပုတ်ဥက္ကဋ္ဌကြီးတယောက်ဖြစ်နေတယ်လို့အခုချိန်ထိလည်းနိုင်ငံတော်မှာအဲဘယ်လိုခေါ်မလဲဆိုတော့နိုင်ငံရေးတာဝန်တွေကိုယူထားနိုင်တာပေါ့နော် ဆိုလိုချင်တာကဒီချိန်မှာနိုင်ငံရေးတာဝန်ယူနိုင်တဲ့အသေးစွဲမျိုးဟာအမျိုးသမီးတယောက်မှရှိတယ်ဆိုတော့ကျွန်တော်အံ့ဩပြပါတယ်တကယ်လို့တော်တဲ့အမျိုးသမီးတယောက်ပါနော်အဲ့တော့ဒေါ်စစ်ကြည်မှလည်းသူတော်တဲ့သူ့ရဲ့ချင်းနေရှိသလိုအဲ့တော့တတ်တခိုင်မှလည်းသူတကယ်ကိုချီးမွမ်းရမယ်အမျိုးသမီးတယောက်ပါပဲနော်။ဘာကြောင့်လဲဆိုလို့ရှိရင်အဲ့လိုဒီလိုအတိုက်ခိုက်တွေနိုင်ငံရေးလောကအញ្ញောင်းကိုများပါတယ်။နိုင်ငံရေးလောကဟာလောကတကလောကထဲမှာအကောက်ကျစ်ဆုံးတဲ့ဆွေရွာဆုံးလောကတစ်ခုပြ။ အဲ့တော့ဖြစ်ကြကြီးစီစုံကြောင်းနိုင်ငံရေးလောကအရန်ဆောင်ချင်တယ်။ဘာကြောင့်လဲဆိုချင်နိုင်ငံရေးလောကဟာဘယ်နိုင်ငံမှာပဲကြည့်ကြည့်နိုင်ငံရေးလောကတအားကောက်ချစ်ပါလေ။နော်။အဲ့တော့နှစ်ဖက်စလုံးအဲဒေါ်အောင်ဆန်းစုကြည်တဲ့တော်တို့အဲဘာသာသခိုင်နဲ့အရင်ချင်းရှိတဲ့အမျိုးသမီးကြီးတယောက်ပါပဲနော်။အဲ့တော့အဲဒီကိစ္စလေးမှာပြီးခဲ့တဲ့ခေါက်သူ့ရဲ့အင်တာဗျူးလေးမှာပေါ့နော်။သူ့ရဲ့ဖြေချမှုတွေနဲ့ပတ်သက်ပြီးတော့ဒေါ်အောင်ဆန်းစုကြည်ကမတရားလုပ်ထားတဲ့ပုံစံမျိုးလေးတွေပေါ့နော်။အဲအမှုလုပ်ထားတဲ့ပုံစံမျိုးလေးတွေသွားတွေ့ရတယ်။ဘာလဲဆိုတော့ မြန်မာနိုင်ငံမှာသူ့ကိုမေးတဲ့မေးခွန်းကတော့မြန်မာနိုင်ငံမှာဒီသူတို့အာဏာရခဲ့မလို့ပေါ့နော်လွတ်တော်တွေရောက်လို့ရှိရင်နိုင်ငံရေးအကျဉ်းသားတွေလွတ်ပေးဖို့တောင်းဆန်းစစ်ကြီးတို့လွတ်ပေးဖို့ဆိုတဲ့ကိစ္စလေးဆောင်ရွက်မှလာဆိုတဲ့ခါကျတော့မြန်မာနိုင်ငံမှာအတူပြောတဲ့ပုံစံအရဆိုတောင်းဆန်းစစ်ကြီးနဲ့ဦးဝင်းမြက်ကနိုင်ငံရေးအကျဉ်းသားမဟုတ်ဘူးလို့ဆိုဆိုလို့ချင်တယ်။အဲဆိုလိုတဲ့အခါမှာအဲ့ဒါနဲ့ပတ်သက်ပြီးတော့နိုင်ငံတောင်းဆန်းစစ်ကြီးအပိထောက်ခံသူတွေရောနိုင်ငံရေးလောကသားတွေရောအားလုံးဟာ ခရီးကကြီးကြီးမားမားရိုက်သွားပြီးတော့တော်တော်သူ့ကိုဒေါသထွက်သွားစေတယ်။အသူအနေနဲ့သူမြင်တဲ့ဘက်ကသူပြောတာဖြစ်တယ်လေနော်။အဲ့တော့အဲသူ့အမြင်ဘက်ကမားသလားဆိုတဲ့အခါကျသူ့အမြင်ဘက်ကမားတယ်လို့ပြောလို့မရဘူးလေ။သူ့ကိုဆွဲထားတဲ့ပုံမှန်တွေအားလုံးကဒေါသစစ်ချင်တဲ့ဦးမျိုးကိုဆွဲထားတဲ့ပုံမှန်တွေအားလုံးနိုင်ငံရေးပုံမှန်မှာတစ်ခုမှမပါတာနော်။အဲ့တော့မြန်မာနိုင်ငံမှာနိုင်ငံရေးအကျဉ်းသားရှိသလားဆိုတဲ့အခါကျတော့လေဆွဲရတဲ့ပုံမှန်ပုံမှန်အဓိကမှုတည်တာအောင်နော်။ဥပမာပြပုံမှန်55နဲ့ဆွဲတာဒါခြားစားမှုလေခြားစားမှုကဘယ်လိုလုပ်ပြီးတော့နိုင်ငံရေးအကျဉ်းသားဖြစ်ရမလဲ။ဒါလည်းသူပြောတာဟာမှားတယ်လို့ပြောလို့ တော့မဲစင်းလွဲမှမှုကြောင့်မဲစင်းလွဲမှတာဟာဘယ်လိုဖော်မလဲဆိုလို့ရှိရင်နိုင်ငံတော်အာဏာကိုအဲဘယ်လိုဖော်မလဲမလီယောကန်နဲ့နီလန်နဲ့ရယူတာဒါဟာဒုတာဝန်ရေးသုံးမှတ်နဲ့စိုင်းပါလေဆိုပြီးတော့အာဏာကိုဟိုဘယ်လိုမတည်ရင်မဲကြီးပေါ့ဥပဒေနဲ့နီးနီးပါလေဆိုပြီးတော့လက်ညှိုးထိုးပြီးတော့ထိန်းလိုက်တဲ့ပုံစံတွေအနေနဲ့မဲစင်းလွဲမှမှုတွေအားလုံးကို ကိုကိုတိုင်ကြတော့ဖြည့်ရှင်းသလားကြောကြည့်မယ်เนาะကျွန်တော်စောင့်ကြည့်နေပါတယ်เนาะစောင့်ကြမဲချင်းလဲဘောတနေရာထဲမှာမဟုတ်ပါတော်တော်များများသောနေရာတွေမှာဖြစ်နေတယ်လို့ကျွန်တော်ကြားသိရတယ်အဲ့တော့ဘုမအဲခတ်တာကမဲစင်းရင်းမာတာကပြင်ပြင်တာတမင်တကာပဲမာတာလားဆိုတဲ့ပုံစံမျိုးတွေတည်းကျွန်တော်တို့ကမိကိုထောက်အောင်ဖြစ်တယ်အဲဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ယုံကြည်စိတ်ချမှုကဘယ်လောက်ရှိရှိတယ်လဲဆိုတာကျွန်တော်ကြည့်မယ်ပေါ့နော်ဆိုတော့ကျွန်တော်က အဲရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့လေ့လာသူတွေကိုလက်ခံပါလားဒါကအရေးကြီးတယ်။မနောက်ထပ်အခုဆိုလို့ရှိရင်ပေါ့နော်။တော့ဆန်းစုကြည်လုံးကလည်းကျွန်တော်တို့ယူဆတယ်ပေါ့ဗျာ။ယူဆတယ်ဆိုတာသူတို့ပါတီဆက်လက်ပြီးတော့မဲနိုင်မှုအတွက်စူးစမ်းခဲ့တာတွေရှိတယ်။စူးစမ်းခဲ့ရှိတဲ့အတွက်တိုင်းတာတွေရှိတယ်။အဲ့ဒီပုံမှာပေါ့ဗျာနော်။ တို့ကတော့မဲခိုးတယ်လို့မဲမတမာမှုလုပ်တယ်လို့ကမဟုတ်ဘူးဒီဒီမဲစင်းလွဲမှာဘူးပုံမှာအခွင့်ကောင်းယူသွားတော့ထောက်ခံသူတွေကအများကြီးရှိတယ်အဲ့ထောက်ခံသူတွေက UC အတိုင်းဝိုင်းထဲမှာလည်းရှိနိုင်တယ်နော်ကျွန်တော်တို့အတိုင်းဝိုင်းပေါင်းစုံမှာရှိတယ်ဒီလူတွေကအတုံးချသွားတဲ့ပုံစံမျိုးလည်းဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့အခုလေကျွန်တော်တို့ဒါမျိုးလောက်ရက်မျိုးတွေမရှိဘူးလို့ကျွန်တော်တို့ပြောလို့မရတော့ဘူးမြို့နယ်တွေတော်တော်များများမှာအဲဘယ်လိုခေါ်မလဲဆိုတော့ ဂျူတင်မဲနေရာတွေမှာလဲကျွန်တော်တို့ကပါတီတစ်ခုအတွက်ဂျူတင်မဲတွေဖြစ်နေတတ်တယ်เนาะအဲ့ဒီလည်းဖြစ်နေတဲ့ပုံစံမျိုးတွေအထိကျွန်တော်တို့အဲကြားသိနေရတယ်ပေါ့ဗျာเนาะအဲ့လိုမျိုးတွေမဖြစ်စေချင်ပါဘူးပို့ပြီးတော့ပွင့်နေမြင်တာမရှိအောင် UEC အနေနဲ့ဆောင်ရွက်มาဖြစ်တယ်လို့တော့ဦးမင်း online နေနဲ့သူလက်ပြလုံဖို့တိတ်ခါရှိဖို့ဆိုလို့ရှိရင်တော့မက်ဆင်လွဲမမှုကိုပြောတဲ့သူတွေအားလုံးမက်ဆင်လွဲမပါတယ်မက်ဆင်နဲ့မက်ဆင်နဲ့ပတ်သက်ပြီးတော့ဘယ်လိုခေါ်မလဲဆိုလို့ရှိရင်ဝေမန်သူထောက်ပြသူတွေအားလုံးကို ဟိုဆွဆွခုံပြီးတော့ကျွန်တော်တို့အာထောင်မချပဲနဲ့ဒါဒီမဲဆင်းနဲ့ပတ်သက်ပြီးတော့ပြောတဲ့သူများများကျိုးစိုးတက်ပါတယ်เนาะကျိုးစိုးတက်ပါတယ်သူတို့မျိုးဟိုခေါ်ပေးဒီခေါ်ပေးတော့မလုပ်သင့်ဘူးเนาะခေါ်ပေးတဲ့ပုံစံမျိုးတွေအာကြားသိနေရတဲ့ပုံစံတွေရှိတယ်အဲ့တော့သတိထားပါ ော်ဒီအခင်းချင်းကာလမှာကျွန်တော်တို့အပြင်ပွဲတွေဗမာမမကတော့ဌာနဆိုင်ရာပွဲတွေရှိမှာဟုတ်လားအချို့ဟိုတိုင်းနေတိုင်းယုံနေပါအဲ့လိုပွဲတွေရှိမှာအဲ့လိုပွဲတွေက2003ခုနှစ်လောက်က2023ခုနှစ်လောက်ကကအခု2024 25မှာအဲ့ဘက်တွေလည်းပွဲမကားပြန်ဘူးကျွန်တော်က ဘဒူကားရိုက်ခေါ်မလဲဘဒူပွဲငါမလဲစောင့်ရတဲ့အနေသားဖြစ်နေဥပါဗျာအိုးကျွန်တော်ကလည်းပုံဝင်နေလေရိုးသားပဲပြောရမယ်တပတ်ကမငားရင်တပတ်ကငားသေးတယ်လေဒီကနှစ်ဖက်တည်းရှိတာဟုတ်အဲ့တော့ဟိုဘက်ကလည်းမငားဘူးဒီဘက်ကလည်းမငားဘူး ။ဟိုဘက်မှာလည်းမရဲရအောင်ဒီဘက်ကမှာလည်းမရဲရအောင်ဆိုတော့အဲ့ဒါပေါ့ဂျားတဲ့ငုတ်တုံမေးတာဟုတ်အဲ့ဒါအဲ့ဒါကျွန်တော်ကကျွန်တော်တို့ပွဲမကရတာကြတော့ဘလို့ခေါ်မလဲကျွန်တော်ကအေးဟိုစားလို့တောက်လို့ရပါတယ်အချို့ကျွန်တော်နဲ့ဆက်နွယ်ပတ်သက်တဲ့ပုံကိုယ်တွေပေါ့တို့အစည်းအဝေးနဲ့ဆိုရင်လူရှင်တော်တွေပွဲတွေပါတိတ်မရကြတော့စိတ်မကောင်းတော့ဖြစ်မိတာပေါ့အနုပညာသမားဆိုတာကတော့ အနုပညာအလုပ်ကိုလုပ်နေရမှာအသက်ရှင်တာပေါ့။အခုအဖေကြီးတယောက်ကိုပဲအသက်80 80လောက်ရှိတဲ့အဖေကြီးတယောက်ကိုပဲမိပွဲလေးတစ်ပွဲတော့လိုက်ခဲ့ပါဆိုအဲ့မှာသူတို့ဒီနေ့ခေါ်လိုက်တယ်တပတ်ခါထွက်ကမယ်ဆိုရင်အဲ့ဒါမနဲ့ပြန်မနဲ့လောက်ကစားပြီးအဝတ်စားထည့်နေတာ။အဲအဲ့လိုပေါ့အနုပညာသမားဆိုတော့အဓိကအနုပညာအလုပ်မလုပ်ရတဲ့အတွက်ရင်းထဲမှာတမျိုးပဲအနုပညာသမားကအနုပညာအလုပ်ပဲလုပ်ရမှာလေ။တက်ဒါနဲ့ဝမ်းသာရှာတာဘူး။အဲ့တော့ အနုပညာတမအနုပညာလုံးမလုပ်ရတော့ရင်ထဲတော့မကောင်းဘူးအဲလုတ်တော့လုတ်ချင်တာပေါ့ဟုတ်ကဲ့ကျွန်တော်တို့ဘောနော်အရင်တော့လိုပဲပေါ့အဲချို့တိုင်းပွဲတွေဌာနဆိုင်ရာပွဲတွေလဲအလင်းသိရင်ခေါ်ပါဦးသာတော့ဘာမှခေါ်မှာမဟုတ်တော့လေမင်းရဲ့လောက်ရက်ပဲမင်းရဲ့အနာကကမင်းရဲ့လောက်ရက်ပဲလို့ပဲပြောချင်တယ်โอเค